လူပြက်တဲ့နေရာရောက်တဲ့အချိန်မှာသူတို့ကအဲ့ဒီဆိုင်ကရက်လိုက်ပြီးမှအဲ့အဲ့ဒီကောင်မလေးရဲ့နောက်စီပေါ့ဒီနောက်ဘက်မှာပလင်းပေါ့ပလင်းနဲ့ရိုက်ချပလိုက်တာဒီနီပေါကောင်လေးရဲ့ခန္ဓာကိုယ်မှာဆိုရင်ဓာတ်ချက်ပေါင်းများစွာအထိုးခံထားရပြီးတော့ခေါင်းကမရှိတော့ဘူး အားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube Channel လေးရဲ့နေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးရောနော်မန္တလေးတိုင်းဒေသကြီးနော်ပြည်ဦးလွင်မြို့မှာဒါဖြစ်သွားတာရှင်ဆန္ဒတန်းတက်နေတဲ့ចောင်းသူအချင်းချင်းကိုနော်ဘိုင်ယန်ညူရန်စားမှမရှိဘဲနဲ့နော်ဒီចောင်းသူရောသူ့ရဲ့အမေရောဒါနှစ်ယောက်စလုံးကိုတပြိုင်တည်းတတ်လိုက်တာရှင်ဒီတရခံအမနော်အရင်ဆုံးသူ့အမေကိုခေါ်ပြီးတော့အရင်ဆုံးတတ်တာရနော်နောက်ထပ်နိုင်ပိုင်းအနှင်းငယ်ကြမှာနော်ဒီကောင်မလေးကိုသူကပြန်ပြီးတော့လာခေါ်တာရရှင်သူ့အမေကိုဒါသွားခေါ်ဖို့ဆိုပြီးတော့ဒါလိန်လေပြီးတော့ခေါ်သွားတယ်နော်ခုလေးယောက်ကနော်အရင်ဆုံးပလင်းနဲ့ရိုက်တာရရှင် ်ပလင်းနဲ့ရိုက်လဲပြီးလဲပြီးတော့เนาะခန္ဓာကိုယ်ကိုဓာတ်ဆီနဲ့လောင်းပြီးတော့เนาะဒါမီးနဲ့ပါရှို့ထားတယ်เนาะဒီနှစ်နာသူမိန်ကလေးကတော့เนาะအသက်မသိဘူးလို့ပြောရရှင်သူကတော့เนาะဆေးဟုံမှာเนาะတော်တော်လေးကိုကူတာရမယ်ရှင်ဤလောင်းနဲ့တန်ရာကအရန်ကိုများတယ်လို့လည်းပြောရရှင်ဒါကိုအမတယောက်ကပြန်ပြီးရှင်းပြပေးလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ရှင်အိတ်ခါနီးမှာတည်င်းတပုတ်တက်လာတယ်တော်တော်လေးစိတ်မကောင်းဖြစ်ရတဲ့တည်င်းပေါ့နော်လူလူမဆန်စွာလှုပ်တဲ့လှုပ်ရက်တွေဟာ မြန်မာနိုင်ငံမှာအရန်တွေပေါ်လာနေတယ်ဗောနော်ဒီတင်းဟာဗာလဲဆိုရင်ပြည်ဥလွေမှာဖြစ်သွားတဲ့တင်းဖြစ်ပါတယ်အဲအဲ့မှာဗောနော်၁၂နှစ်ကျောင်းတူလေးဗောနော်သူကကျောင်းပေးရဲဆိုတော့သူ့အမေကသူ့စီမှာလာလဲနေတယ်ဗောနော်အဲ့လိုမျိုးဆိုတော့သူတို့ကိုအဲ့မှာမုတ်ရောင်းပေးနေတယ်ဗောနော်နမ်မွန်ဟန်ဟန်ခမ်းဗောနမေကတော့ ရှမ်းလို့ထင်တာပဲနမ်မွန်ဟောင်ခန်းဆိုတော့အဲ့ဒီအမျိုးသမီးကပေါ့နော်၈၀ရက်၁၀လ၂၀25မှာအဲ့ဒီចောင်းတူလေးရဲ့အမေကိုပေါ့နော်အပြင်ကိုခေါ်သွားတယ်သူ့ကိုကုညီပါအကူညီတောင်းတာတခုခုကုညီခိုင်းတာပေါ့နော်အဲ့ဒီဟာနဲ့သူ့အမေကလည်းလိုက်သွားတယ်အဲ့ဒီနောက်ခဏကြာတဲ့အချိန်မှာအာဒီမင်းကလေး၁၂နှစ် ကျောင်းတူတွေကတော့ကြံခဲ့တယ်ပေါ့နော်ဘောဒါဆောက်မှာကြံခဲ့တယ်အဲ့ဒီအမျိုးတမီးကပေါ့နော်ပြန်လာပြီးမှအတူစီမှာပြန်လာအဲ့ဒီ main class စီမှာပြန်လာမှမြင်းရဲ့အမေဖုန်းကြခွဲသွားလို့ပေါ့နော်သူ့ကိုဆက်သွယ်လို့မရဘူးနိမေစီမှာသွားရအောင်သူ့အာခေါ်ခိုင်းလိုက်တယ်ပေါ့အဲ့လိုမျိုးပြောပြီးမှကောင်မလေးကိုလည်းပြန်ထပ်လာခေါ်တယ်ပေါ့နော်အဲ့ဒါနဲ့သွားလိုက်တာအဝေးတနေရလူပြက်တဲ့နေရရောက်တဲ့အချိန်မှာသူတို့ကအဲ့ဒီဆိုင်ကယ်ရက်လိုက်ပြီးမှအဲ့အဲ့ဒီကောင်မလေးရဲ့နောက်စီပေါ့ဒီနောက်ဘက်မှာပလင်းပေါ့ ကလေးနဲ့ရိုက်ချပလိုက်တာအဲ့ဒီနန်းနန်းမော်ဟန်ခန်းဆိုတဲ့တူပေါ့နော်ရိုက်ချလိုက်ပြီးမှကောင်မလေးကမင်းမျောအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာမလုပ်လဲဆိုရင်အော်အဲ့ဒါမဟုတ်သေးဘူးသူကကောင်မလေးအပေါ်တက်ခွာမှခေါင်းနဲ့ဒီမိကြီးနဲ့စောင့်လေးရစောင့်စောင့်ပြီးမှဆိုရင်သူကတတိယတစ်ချက်မရတစ်ချက်အမျိုးဖြစ်နေတဲ့အချိန်မှာတက်စီလောင်းပြီးမှသူကမီးရှို့တာပေါ့နော်အာဒီမှာကြီးဒီပုံမှာကြီးလိုက်အာသူက ဒီကောင်မလေးကကြတော့အခုကသူကအာဒီမီးလောင်မှု55%ဆိုတော့နေတော်တော်လောင်သွားတယ်လို့ပြောရမှာသူလက်စိတ်ရမ်းကြီးရဲ့အဲ့အဲ့ဒါကြောင့်မလို့လွမြောက်တယ်လို့ပဲပြောရမှာကောင်မလေးကကြတော့အဲ့ဒီမှာဘောနောမီးလောင်နေတယ်အဲ့ဒီအင်ဂျီကိုစုပ်ဖဲပြီးမှအဲ့ဒီဘေးနာကြံခင်းမှသူကဝင်သွားပြီးမှအနည်းနာမှရှိတဲ့ရွာကလူတွေကသူ့ကိုပြန်ကူထားတာဘောနောအခုတော့ဆေးရုံမှာအာသူ့ရဲ့အသက်ကတော့ဘယ်လိုပြောမလဲဆိုရင်အာ လွတ်လွတ်တယ်လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့တော်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 မီးလောင်တန်ရာတွေက55%ဆိုတော့တော်တော်များတယ်ပေါ့နော်အဲပြီးရင်ကောင်မလေးရဲ့အမေကကြတော့လုံးဝအဆက်တွေမရတော့ဘူးအရှိရှိရက်တွေမှာတော့တို့အဆက်တွေမရအောင်လို့ပဲတင်ထားတာဒီနေ့တင်လာတဲ့ post မှာကြတော့အသက်ဆုံးရှုံးသွားပြီအာတည်သွားပြီပေါ့နော်အဲ့ဒီနမ်မိုဟွန်ခန်းဆိုတဲ့သူက တက်လိုက်တယ်ပေါ့နော်။ဘာရင်ညွှန်းရင်စားတယ်ရှိလဲဆိုတော့ဆင်းလို့လည်းမသိဘူး။ဒီ post မှာအဲ့လိုပဲရေးထားတယ်။အာပြီးတော့ကသူတို့အကူအညီတောင်းတဲ့အနေနဲ့ဖုန်းနံပါတ်လေးလည်းပို့ထားတယ်ပေါ့နော်။ဒီဖုန်းနံပါတ်လေးအဲတွေ့ခဲ့တဲ့ဒီဒီပုံနဲ့လူနော်နမ်နမ်မိုနမ်မိုနမ်မိုဟွန်ခန်နဲ့ဒီပုံနဲ့အမျိုးတမျိုးတွေ့တယ်ဆိုလို့ရှိရင်ဆက်သွယ်ပေးပါဆိုပြီးမှအာဖုန်းနံပါတ်လေးရဲ့ post လေးရဲ့တင်ထားပေးရပေါ့နော်။အဲပြောချင်တာကတော့ဒီခင်မလေးလူတက်တာဆိုတာလေး အာပြောမယ်ဆိုရင်ဆင်နူရိုးမြန်မာနိုင်ငံခက်ဆစ်ဆစ်ကိုဖြစ်လာတလို့ပဲပေါ့နော်အဘလူတွေဘလူတွေကြောင့်လဲဆင်နူရိုးလည်းမသိဘူးကာဒီဒီ post တင်ထားတာ၄၄၄နိုင်ပဲရှိသေးရေပေါ့နော်ဆင်နူလည်းအခုလေးတင်မှာဖက်မီလို့အားလုံးကို sharing ပြန်လုပ်ပေးတာဘေးသွားသွားဘေးလာလာတွားတတိအလားတတိလို့တတိနဲ့နေကြပါတတိနဲ့သွားကြပါညမိုးချုံလည်းမသွားကြနဲ့အဲကိုတိတယ်ဆိုပေမဲ့မခင်ဘယ်လိုပြောမလဲဆို မယုံကြတဲ့လူတွေကိုလေပြောချင်တာအဲ့ဒီအဲ့ဒီမုံရောင်းတဲ့အဲ့ဒီအဲ့ဒီအမပေါ့အဲ့ဒီနန်းမော်ဟန်ခန်းဆိုတဲ့သူကိုအဲ့ဒီကလေးမသူတို့တိတာငားလာလောက်ပဲရှိတည်းရဲ့ဆိုတော့တော်တော်စိတ်မကောင်းဖြစ်ရအောင်ပေါ့နော်ကောင်မလေးကခုဆေးရုံမှာတဲ့ကောင်မလေးကတော့အသက်တော်လွတ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီနန်းမော်ဟန်ခန်းဆိုတဲ့လူကအခုထိကိုစစ်တွေမရဘူးအခုထိကိုရှားလို့မတွေ့ဘူးရှားနေသေးပဲအဲကြောင့်မို့အာတွေ့တဲ့လူတွေပေါ့နော် အဲဆက်တွေ့ပြီးကြမှာတဲ့ဒီမှာသူတို့ဖုန်းနံပါတ်လေးလည်းတင်ထားတယ်အကောင့်ကကြောင့်ဝင်း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 တီဆိုတဲ့အကောင့်ကနေ post တင်ထားတာဖြစ်ပါတယ်လို့ Facebook မှာဝင်ကြည့်လို့ရပါတယ်လို့เนาะတတိတတိနဲ့နေကြပါလို့အလုံးကိုเนาะ တတိနဲ့နေတာကဘုံတော့အာပို့ပြီးမှလုံခြုံစိတ်ချရတယ်ပေါ့နော်အဲကိုကိုကိုတောင်ယုံလို့မရတဲ့ခင်မှာဆိုသူများကိုယုံဖို့ဆိုတော့မလွယ်တော့ဘူးလေနော်အဲကိုရီးယားဒါကုညီချင်းစိတ်နဲ့လှုပ်ပေးရဆိုပေမဲ့ကိုရဲ့အတက်အန္တရာယ်ဆိုရင်ရတယ်အခုခင်မှာလုံးဝမရဘူးအခုဆိုရင်အခက်စိတ်စိတ်ဖြစ်လာတလူမျိုးပဲပေါ့နော်အနေရာတိုင်းမှာအားလုံးအထူးကျူးစိတ်ကြပါလို့ဆင်ပြောချင်ပါတယ်ဒီဖြစ်ဖြစ်သွားတဲ့ပေါ့နော်ဒီ7နှစ်7တန်း ဆက်နှစ်တန်းချောင်းတူလေးနဲ့သူရဲ့အမေသူတို့တာအမေညောက်ပေါ့လေပေါ့နော်တော်တော်စိတ်မကောင်းဖြစ်ရတယ်လို့ဒီမျိုးတည်နေကြားရတော့လေနော်ဟူးချောက်ရလာဘာရန်ညူးရန်စားရရှိလို့နော်ဒီလောက်ထီတောင်မှလောက်ရတာလည်းမသိဘူးရှင့် တော်လေးကိုကြောက်ဖို့ကောင်းနေရှင့်သူကတော့ဂျူတင်ကြံစီပြီးမှလောက်တာရှင့်သူ့မှာတော့ဒီလိုမျိုးတက်ဖို့ဒါဂျူတင်ပြီးတော့ကြံစီထားတာဖြစ်မယ်ရှင့်ဒါကြောင့်မလို့လဲသူတတိချာချာလေးကိုကြံစီပြီးတော့မှဒါကောင်မလေးကိုအပြုံပတ်ထုတ်ပြီးတော့သူလောက်တာနော်ဒါကဆန္ဒတန်းចောင်းသူတယ်နော်အယွမ်းနဲ့မလိုက်ဘူးရှင့် ကျောင်းမှာစာရီမသိမဲနော်လူတက်ဖို့တင်နေကြလားမသိဘူးရှင့်နောက်ထပ် view file မှာဆိုလို့ရှင်လဲနော်ဒါဂျပန်မှာဖြစ်သွားတာရှင့်ညီပေါ်နိုင်ငံကဒီကောင်လေးကနော်ဂျပန်မှာတအူးနဲ့ကြိုက်ပြီးတော့သူတို့ကပြတ်သွားကြရတယ်ရှင့်နောက်ဆုံးပြတ်သွားတဲ့အချိန်မှာနော်ဒီဂျပန်ကောင်မလေးကသူတို့တွေ့နေကြနော်တဲဥကန်းကိုလာပြီးတော့တွေ့ဖို့ချိန်နေတယ်ရှင့်တဲဥကန်းမှာနေဒီကောင်လေးကိုနော်ဓာတ်နဲ့ရိပ်ရက်ဆက်ဆက်နော်အချက်ပေါင်းမြောင်များစွာဒါထိုးပြီးတော့တက်လိုက်တယ်လို့လည်းပြောတယ်ရှင့်ဒီကောင်လေးကနော်ဖောက်ပြန်လို့တက်လိုက်တယ်လို့လည်းပြောတယ်ရှင့်ဒီ view file လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင့် ဂျပန်မှာဖြစ်သွားတဲ့နီဘောကောင်လေးနဲ့ဂျပန်မာလေးရဲ့ဇလန်းကဘယ်လိုလဲဆိုရင်သူတို့ရဲ့ချစ်သူတက်တန်းကတနစ်ကျော်ကြပြီအချင်းနေအကြောင်းအကြောင်းဒီနီဘောကောင်လေးကဂျပန်မာလေးကိုလမ်းခွဲလိုက်တာပေါ့နော်လမ်းခွဲပြီးတဲ့အချိန်မှာဂျပန်မာလေးကနောက်ဆုံးအချိန်ဒီကောင်လေးကိုတွေးခွင့်တောင်းလို့ဟိုတယ်ကိုသွားတွေ့တာပေါ့သွားတွေ့တဲ့အချိန်မှာဒီနီဘောကောင်လေးကဟိုတယ်ကိုသွားတာက၃နာရီမနက် ဒါပေမဲ့အဲ့ဒီဟိုတယ်မှာဘယ်အချိန်မှာဘလို့ဖြစ်သွားလဲမသိပေမဲ့ဒီနီဘောကောင်လေးရဲ့ဓာတ်ပေါ်တွေက9နာရီညနေမှတွေ့တယ်တဲ့ပြီးတော့ဒီနီဘောကောင်လေးရဲ့ခန္ဓာကိုယ်မှာဆိုရင်ဓာတ်ချက်ပေါင်းများစွာအထိုးခံထားရပြီးတော့ခေါင်းကမရှိတော့အဲ့ဒီအချိန်မှာရဲတွေကတော့ချက်ချင်းလိုက်တာပေါ့နော်ဖြစ်ချောင်းကောင်တွေကိုလိုက်တဲ့အချိန်မှာ ဒီကောင်မလေးရဲ့အိမ်ရရေချိုးခန်းထဲမှာတွေ့တာအဲ့တော့ချစ်သူကြီးသားထားကြပြီဆိုရင်လမ်းခွဲရင်လည်းသတိထားရမယ့်အချက်ထဲမှာပါလာပဲဘာလို့လဲဆိုတော့နှစ်ဦးသဘောတူလမ်းခွဲတာဟုတ်ရဲ့လားတစ်ဖက်ကစိတ်တိုင်းမကြဘူးလားဒါမှမဟုတ်ဘလို့မျိုးအားနဲ့ချက်ဘလို့ရှိတယ်ဆိုတာကိုပြပြလေးလေးလမ်းခွဲတာလားပေါ့နော်အဲ့ဒီအချက်တွေနဲ့တေချာလေးစဉ်းစားပြီးလမ်းခွဲကြဖို့အကြံပေးချင်ပါတယ် ြီးပြီဆိုရင်အခုဆုံးသွားတဲ့ညီဘောဟာဆိုတော့ဒီကောင်လေးဆိုရင်တော်တော်လေးကိုချောတာဗျအဲ့ဒါကြောင့်မျိုးတို့လည်း give site ကြပါနော်လူတယောက်ကိုတတ်မှုဆိုတာနော်အလောက်ဒီတောင်မှလွယ်လာနော်ချက်ကလေးငါကလေးကြနေရပဲနော်ဒါတတ်နေကြရရှက် ီနီဘောနိုင်ငံကအမျိုးသားဆိုလို့ရှင်တော့နော်သူကဒီကော်မလေးနဲ့ပြက်ပြီးတော့မှနော်သူနောက်ထပ်ထွက်တာကဒါ main ကလေးမဟုတ်ဘူးရဲ့ရှင်ယောက်ျားလေးအချင်းချင်းတွဲရတယ်နော်သူ့ကိုတွဲတဲ့ဒီဂျပန်မကနော်သူ့ကိုဖောက်ပြန်လို့ဒါတက်လိုက်တာလားဘာကြောင့်တက်လိုက်တာလဲတော့နော်ဒါဂျပန်ကြီးရဲ့သတင်းမီဒီယာမှာနော်လုံးဝကိုမဖော်ပြသေးဘူးလို့လည်းပြောရဲ့ရှင်အခုခေတ်ကတော်တော်များများကနော်လိုင်းပေါ်မှာကြိုက်ကြတာများရဲ့ရှင်တွင်းသည့်အစင်းသည့်မဟုတ်တဲ့အတွက်နော်လိုင်းပေါ်မှာတွေ့ပြီးတော့နော်အပြင်မှာသွားတွေ့မယ်ဆိုလို့ရှင်နော်လုံးဝကိုဂရုစိုက်ကြပါရှင်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်နော်ဒီလူတယောက်ရဲ့အချောင်းကိုကာကာနာနာ မသိပဲနဲ့နော်ဒါသွားမတွေးဘူးပြောချင်ပါရဲ့ရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်